ဒီနေ့ဗီဒီယိုမှာတော့တိတ်မကြသေးခင်က update မှာပြန်ဘတ်ဖေးတာ hero လေးတွေရှိပါတယ်။အဲ့အထဲမှာ EXP လိန်တာတော်တော်များများကိုပြန်ပြီးတော့ဘတ်ဖေးထားပါတယ်။ Power တို့ ro Trailer တို့လို hero တွေကိုလည်းကူးရောင်းနေ short ပေးထားတာကိုတွေ့ရပါတယ်ဗျ။အဲ့တော့ဒီနေ့ဗီဒီယိုမှာတော့တိတိတတ်တာကြီးဘတ်ဖေးထားတဲ့ EXP လိန်တာ hero လေးကောင်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ကတော့အားလော့ပါ။အားလော့ရဲ့ Schedule Dash ရဲ့ damage ကို 90% to 160% total physical damage ကနေပြီးတော့70 to 270 plus 60% total physical damage အထိကိုတိုးပြီးထားပါတယ်ပြောချင်တာက defense item ဆက်ရင်ပို့ပြီးတော့သင့်တော်မယ်ဆိုရင်သဘောမျိုးဖြစ်သွားတာပေါ့ physical damage item တွေတိတ်မိကိုလို့မရတဲ့ပုံစံမျိုးသူ့ရဲ့ ultimate ဖြစ်တဲ့ final slash ကိုလည်း spare stand immunity ထဲပေးတာပါတယ်ပြောချင်တာက hero က immune ဖြစ်မှာမဟုတ်ဘဲနဲ့ spare က immune ဖြစ်တဲ့အနေနဲ့ spare ကတော့ထွက်သွားပါလိမ့်မယ်ဆိုတော့ဒီ meta မှာကတော့အားလုံးကို stand ပေးနေဆိုရင်ပိုပြီး strong လာမှာတော့အမှန်ပါပဲဗျနံပါတ်1ကတော့ယူဆောင်ပါ ဒီဆောင်ကိုကြတော့သူ့ရဲ့ passive essence ပြန်တက်တဲ့ delay တိုင်းကို short ချပေးထားတာကိုတွေ့ရပါတယ်ပြောချင်တာက step 5ခုပြည့်သွားလို့သွေးပြန်တက်ပြီဆိုရင်မြန်မြန်တက်တော့မှာပါဒါကြီးကပဒေထဲမှာတော်တော်ကြီးကိုတိတာပါတယ်အရင်တုန်းကယူဆောင်ဆို passive ပြည့်နေတဲ့သွေးရချက်ချင်းမတက်ပဲနဲ့တည်တည်သွားတဲ့အခိုက်အတန့်တွေအများကြီးကြုံဦးကြမှာပါနံပါတ်3ကတော့လဘူလဘူပါလဘူလဘူကိုသူ့ရဲ့ animate ဖြစ်တဲ့ great soft phone ရဲ့ ေးတူးနဲ့ဝေ့တာကို damage retention အရင်က hero တကောင်ကို10%ပေးထားတယ်ဒါပေမဲ့အခုမှတော့ပထမဦးဆုံးထိတဲ့ hero ကို30% damage retention ရမှာဖြစ်ပြီးတော့နောက်ထပ်ထပ်ထိတဲ့ hero တကောင်ချင်းစီတိုင်းအတွက်ကို8%ထပ်ရမှာပဲဖြစ်ပါတယ်ဒိန်းရှိတ်ကရိုက်တဲ့အချိန်မှာလည်း immune ထည့်ပေးထားတာမလို့တော်တော်လေး strong လာတာကတော့အမှန်ပဲဗျအခုဆိုရင် run နေမှာဘန်းမှာဘန်းရတဲ့အနေအထားတွေမှာရှိတယ်ဗျ အမှန်လေးရတော့ Uranus ပါ Uranus ကိုသူ့ရဲ့ Radiance တက်အပေါ်မှာအားကိုးရတဲ့ Hero တကောင်ဖြစ်အောင်လုပ်ပေးထားတာကိုတွေ့ရတယ်။သူ့ရဲ့ SK1 Ionic Ash ရဲ့ Damage ကိုသူ့ရဲ့ Radiance တက်နဲ့ SK လောက်တော့မှာပဲဖြစ်ပါတယ်။ဒါပေမဲ့အချိန်မကောင်းစရာတကူကအရင်လို Damage ပိုတိုးပေးတဲ့ Effect ကိုတော့ဖြုတ်ပေးထားပါတယ်။နောက်ပြီး Uranus ရဲ့ basic attack ကိုလည်း magic damage အဖြစ်ပြောင်းလဲပြီးတော့ radiant stat များရဲ့များလို့ damage ပို့ထွက်အောင်လို့ skilling လုပ်ပေးထားပါတယ်။ကဲ brother တို့အနေနဲ့ရော ဘယ် EHP လိမ့်ညာတွေကိုစော်ပြီးသွားပြီလဲ comment နဲ့မှာရေးခဲ့လို့ရပါတယ်ဗျာကျေးဇူးတင်ပါတယ်